ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ AMH ရေးသားတဲ့အကျန်းဖတ်စစ်တပ်ကို အချိန်မပေးမိစေနဲ့ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။တရုတ်ကနေတဆင့်အကျန်းဖတ်စစ်ကောင်စီ တောင်းဆိုထားတဲ့ TNL တင်ထားတဲ့မြို့၅မြို့ကိုဂျမ်ဖတ်စစ်ကောင်စီကအပိုင်တွက်ပြီးတောင်းလို့ရတာနဲ့မြို့အုပ်ချုပ်ရေးကိုချက်ချင်းအသက်သွင်းဖို့နန်းစီရီယန်တွေကိုအစ်စ် ပြင်ထားခိုင်းပါတယ်တိုက်လို့မနိုင်တော့ပထွေးအားကိုးနဲ့ကျင်းတည်ရမယ်လို့ထင်နေကြပါတယ်မေလေးရက်နေ့က TNL သတင်းစာရှင်းလင်းပွဲမှာဗိုလ်မှူးကြီးတာပန်းလာကတရုတ်ဖီအားရှိနေပေမဲ့မြို့ကိုပြန်လွှဲပြောင်းပေးဖို့အစီအစဉ်မရှိကြောင်းပြောဆိုတာတွေ့လိုက်ပါတယ်ဒါကလည်းပြောပဲရှိပါသေးတယ်ဩဂတ်လမှာထပ်တွေ့မဲ့ဆွေးနွေးပွဲမှာဘာမဆိုဖြစ်သွားနိုင်တဲ့အနေထားပါ ကိုကန့် MND တရုတ်ဖီးယားနဲ့တွေ့တော့လစ်ပြေးတာပါပဲလာရှိုကိုပြန်ပေးပြီးပန်ဆိုင်မှာ SSPP SSAA နဲ့နေမီတတ်မှတ်ခွဲရင်ညှိတာတင်းမှနေပါတယ်တရုတ်ကျူးဆွေးရကနေတဲ့ရုတ်သေးရုတ်လူတက်ရှူသွေးခွဲနေရတာနဲ့ရှုပ်နေပါတယ်တရုတ် DNA ဖြစ်လို့လဲဖုံတားရွှင်ကမိမိကိုကိုပြန်လဲတုံးတက်ဖို့ CCP အမိတ်နဲ့ဂူအောင်နေရပြန်ပြီးထင်ပါတယ် တောင်းတပ်ဖွဲ့က10 29စစ်စင်ရေးမှာတော်လန်ရေးမှာမိတ်တပ်ဖွဲ့တွေနဲ့အကူအညီနဲ့အတူမြို့ပေါင်း12မြို့ကိုရရှိခဲ့ပြီးတောင်ခမ်းရဲ့အမြောက်တပ်ဌာနချုပ်902နဲ့အမြောက်တပ်ရင်း206နဲ့406တို့ကိုရလူနီးပါးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတရုတ်ရဲ့ဂျားဝင်မှုစစ်ကောင်စီရဲ့အင်းနဲ့အားနဲ့တိုက်ခိုက်မှုလေးချောင်းရန်တွေကြောင့်ပြန်ဆုတ်ပေးလိုက်ရပါတယ် TNL နဲ့အတူဒနုတက် DPLE MDY PDF လဲပူးပေါင်းတိုက်ခိုက်ကြပြီး DSC ကြောင်းရှိရာပြင်ဦးလွင်နဲ့လက်ရကန်းကွာထိရောက်ခဲ့ပါတယ်။ပြင်ဦးလွင်ကမှမိတ်တက်တွင်နဲ့အတူဝိုင်းဝန်းလှုပ်ကြံနိုင်ခဲ့ရင်အကျန်းဖတ်တက်ဟာဥကျိုးသွားမှာဖြစ်ပြီးမြမပြည်အထက်မြို့တော်မန္တလေးကတော်လန်ကြီးအဖွဲ့ကြီးထိန်းချုပ်လာနိုင်တဲ့အနေအထားရှိခဲ့ပါတယ်။ဒါကြောင့်ဂန္ဓာရီတွေအတင်းအကျပ်ဖိအားပေးဖြန့်ငားပြက်လို့ အကြမ်းဖက်စစ်ကောင်စီက air strike လုပ်ပြီးဘုံကျဲနှစ်ဖက်ညှက်ပြီးပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ပါတယ်စစ်လက်နက်ခဲယမ်းရိတ်ခါဒရုန်းတွေတရုတ်ဘက်ကတင်သွင်းနေရတာ FPNCC ကနေ UWSC ကတောင်းဆိုတာတွေကြောင့်အပြစ်အခတ်ကိုရက်ပြီးလိုက်ရပါတယ်တစံနစကောင်စစ်စင်ရေးကြောင့်အသက်ရှူပေါက်ပိတ်နေတဲ့အကြမ်းဖက်စစ်တပ် SAC ကအချိန်ရပြီး တန်ရာတွေအချိန်မီ ပြင်ဆင်လို့ရပြီးလေချောင်းကနေလက်နက်ကြီးတွေကနေအာသွန်ပစ်အားနဲ့တော်လန်ရေးတပ်တွေအချိန်ကို တန့်စီခဲ့ပါလေလာရှုကိုခွက်ခောက်ပြီးပြန်ရလိုက်တဲ့အကျန်းဖတ်စစ်တပ်ဟာတရုတ်ကို အောက်ကျုခံယုံနဲ့တရုတ်ဩစာတက်ရောက်နေတဲ့ EAO တွေလက်ထဲကနေမြို့တွေကိုပြန်ရတဲ့အတွက်ဂုံစင် free ချိတ်နေရလို့လက်နက်မဲ့ရန်တန်ဃာတော်နဲ့ ပြည်သူလူထုကို လက်နက်နဲ့ပစ်တပ်ပြီးညှိကွဖြစ်လာတဲ့စစ်ခွေးဗိုလ်ချုပ်ကြီးကျော်စွာလင်းကလက်လွတ်ရတဲ့မြို့တွေကိုတမျိုးမကြံသိမ်းယူမယ်လို့ကြုံဝါနေပါတယ်တင်းကခွက်ခောက်တဲ့ရသားကို သူ့ဆရာမင်းအောင်လိုင်းနဲ့တူ မာတင်ကမော်အောင်နေပြီလေပြီ အကျံပတ်ဆေးအုပ်စုနောက်မှာလက်မဲကြီးစီကျင်းပင်ကြောင့်တော်လန်ရေးအုပ်စုတွေရှင်မတိုးနောက်မဆုတ်တာနဲ့တော်လန်ရေးနေရက်တွေကကြာမြင့်လာခဲ့ပါတယ်။မာပြွန်မြောက်ထိုးစစ်ကြီးစဖို့တော်လန်ရေးအုပ်စုတွေကြားမှာညီညီရွေးဆိုတဲ့ unity power ပျောက်ဆုံးနေခဲ့ပါတယ်။အာနာရလာတာကြာလာတာနဲ့အမြတ်တရုတ်ပြည်သူရဲ့ယူရင်းချင်းစီတဲ့ဆွဲကပ်နေတဲ့ American အမ်ပါရာမိုင်းဆက်ဟာဇီရှိမှာကိန်းအောင်နေခဲ့ပါတယ်နိုင်ငံငယ်တွေကို ချနှင်းပြီးစီးပွားရေးကို ကိုလိုနီပြုရင်းတရုတ်ကချမ်းသာလာပါတယ် WTO မှာမျိုးစုံ ကျိုးခုံပြီးစီးပွားရေးဖွံ့ဖြိုးစနိုင်ငံတွေရဲ့အခွင့်အရေးကိုအကုန်ယူပြီးပို့ကုန်တင်သွင်းကုန်တွေကိုစိတ်ကြိုက်တင်ပို့ပါတယ်စီးပွားရေးအကောင်လာတော့စီးအင်အားတိုးချဲ့လာပြီး US လိုနိုင်ငံနဲ့ရင်မောင်းတန်းချင်ရုံသာမကတ် ကဘာကြီးကိုလွှမ်းမိုးချုပ်ကင်ခြင်းလာပါတယ်မေလ9ရက်ရုရှားရဲ့280ပြည့်ရင်းမြစ်ဒီအောင်ပွဲအခမ်းအနားကိုတက်ရောက်ဖို့မော်စကိုရောက်လာချိန်မှာကဘာကြီးမှာတစ်ဖက်သက်ခြေလှယ်မှုတွေနဲ့လဝကြီးအုပ်ဘူကျဆုံးမမှုကိုတွန်းလှန်ရမှာ တရုတ်ဟာရုရှားနဲ့အတူရင်မောင်တန်းရက်တီရင်ကမ္ဘာစူပါပါဝါနိုင်ငံကြီးတစ်ခုအနေနဲ့ယူသင့်တဲ့တောင်းတွေယူသွားမယ်လို့ရှီကဆိုပါတယ် ရှေတမျိုးနောက်တမျိုးလုတ်တက်တဲ့အာနာရှင်တွေရဲ့လုတ်ရက်ဟာအပြောပဲရှိပြီးနိုင်ငံငယ်တွေရဲ့ပြည်တွင်းရေးကိုလိုသလိုထိမ့်ညှိဇောက်ထိုးလှန်နေကြပါလေ။အိန္ဒိယမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝန်မဆော့ဖတ်ပါဘူးဆိုပြီးအာနာလူယူထားတဲ့စစ်ကောင်စီကိုထောက်ပံ့ပေးပါလေ။ဂျာဝင်ဖြန်ပြေးပေးတယ်ဆိုပြီးတိုက်ယူလို့ရထားတဲ့ EAO တွေပေါ်အနိုင်ကျင့်ပြီးပြန်ပေးခိုင်းပါလေ။ မြန်မာနိုင်ငံကိုခေတ်သစ်ကိုလိုနီနီးနဲ့သိမ်းယူထားတာပါတကယ်တမ်းနိုင်ငံတကာဆင်မြင့်ရှေ့မှာတော့အာဏာသိမ်းစစ်ခေါင်းဆောင်ကိုဖုတ်လီတဲ့ငပိရှိတယ်လို့တော့မထင်ပါဘူးရင်းမြင်းဒီအောင်ပွဲခန်းနာမှာရှီကျင်းပင်နဲ့ပူတင်ထိုင်တဲ့ခုံနောက်တန်းကနိုင်ငံခေါင်းဆောင်တွေနဲ့တဒန်းနဲ့ထိုင်ဖို့မပြောနဲ့နောက်တန်းကြောင်ကထိုင်ကုန်မှာထိုင်ခိုင်းထားပါတယ်အတုံးချခံပွန်းအဆင့် တာတာပဲသဘောထားပါလေ TNL အနေနဲ့လူယိုသည်ရှင်ယိုသည်အဖွဲ့ဖြစ်ချင်ရင်ပြည်သူလူထုရဲ့လူလားမှုကို ဖော်ဆောင်မှာတောင်ခမ်းကနေစပြီးပြည်ဦးလွင်မန္တလေးထိစုံစင်းနိုင်မဲ့ရှမ်းမန်စစ်စင်ရေးကိုဖော်ဆောင်မှာလို့တိုက်တွန်းခြင်းမာတယ်စီရီတူဖော်ဆောင်ခဲ့တဲ့မန္တလေး PDL ရှိနေတာပါပဲပြည်သူလူထုနဲ့အတူ ဆုံးရှုံးဝမ်းနဲ့အားငယ်ခြင်းမှာ အားပေးနှွေးထွေးမှုမပြုနိုင်ရင်တောင်အောင်မြင်တဲ့အချိန်မှာဝေမျှခံစားဖို့မစင်းစားပါနဲ့လို့ရောင်းချချာဖြစ်နေတဲ့ EAO တွေကို ပြောချင်ပါလေ။တော်လိုင်းကြီးမှာပြောဆိုခံရဆုံးအဖွဲ့အစည်းအများဆုံးဖြစ်တဲ့ KNU KNL က NUG PDF တွေခုနောက်ပိုင်း ထိုးစစ်ကြီးတွေဆင်နွှဲလာပြီးမေလ9ရက်နေ့မှာထိုင်းမြန်မာနယ်စပ်တိခီစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ KNU ရဲ့ဌာနချုပ်ဟောင်းဖြစ်တဲ့မာနယ်ဘလော့ဒေသကိုထိမ်းချုပ်ပြီးနောက်ပိုင်းမှာလိုင်းဘွယ်မြို့နယ်ပိုင်ကျုံမြို့မှာရှိတဲ့တပ်စခန်းတွေကိုတိုက်ခိုက်လာခဲ့ပါတယ်။မူဆယ်105မိုင်နဲ့မြောက်ဒီကုံသွဲကြီးဇုံရက်ဆိုင်နေချိန်မှာတိခီကုံသွဲကြီးစခန်းကစစ်ကောင်စီရဲ့အတွက်နေဆက်ကုံသွဲကြီးမှာအသက်ရှူပေါက်ရစရာဖြစ်ခဲ့ပါတယ်။ ကြာကြာထိန်းနိုင်လီစစ်ကောင်စီနှာနှူးကိုဖျက်ရိုက်နိုင်လီပါပဲ KNU KNL တက်မဟာထဲမှာတက်မဟာငါးကကရင်တော်လန်ကြီးရဲ့ຫນွေဦးကိုပေါင်းဆက်လောက်ကင်နေတဲ့အမာခံတက်ဖွဲ့ဖြစ်ပါတယ်တက်မဟာ၃ဟာလဲတက်မဟာငါးအတိုင်းမဲမဟာမိတ် NUG PDF တွေကိုနှွေးထွေးစွာ လက်ခံစစ်ပညာသင်ကြားပေးပြီးတိုက်ပွဲအတူဝင်နေပါတယ်အသေးမောပြဿနာတွေရှိပေမဲ့အတူလက်တွဲတိုက်ပွဲ ဝင်ပါတယ်အခုဆိုရင် PDF only တွေဘကိုးတိုင်းရွှေကျင်မြို့နယ်မှာခြေစိုက်ထားတဲ့ခမရ996ကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ် PDF တွေအရွယ်ရောက်လာပြီး KNU တပ်မ6နယ်ပြင်ကကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကများတယ်လို့စစ်ကောင်စီနဲ့ပေါင်းပြီးငွေရှာနေတဲ့ BGF KNA DKB KNU KNL PC အဖွဲ့တွေကြောင့်မိခင် KNU လဲနာမည်ပြတ်ပြီး ဆေးရမနိုင်နှဆောင်ပြိုင်ဖြစ်ခဲ့ပါတယ်။ကျမ်းမစစ်ကောင်စီတွေးခွဲမှုကတောင်ပိုင်းမှာအလုတ်ဖြစ်ခဲ့တယ်လို့ KNU KNL ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ BGF ပေးစာကန်းစာစားပြီးကြောင်ဖတ်နေသူတွေရှေးယူဆွဲတွေနဲ့တပုတ်ဦးလိုက်နေခဲ့ပါတယ်။ကရင်ချင်းချင်းမတိုက်ဘူးဆိုတဲ့တော်လန်ရီသွေးလီမှန်မှန်နဲ့ဂျူကုတ်အဖိုးကြီးတွေကြောင့်အောက်ခြေ KNL တပ်သားတွေ PDF တွေစရေခံရသူတွေ ထွက်ပြေးသူတွေနဲ့တော်လန်ကြီးကိုစိတ်ပြက်ထွက်သွားသူတွေများခဲ့ပါလေ။ဒါကြောင့်တပ်မဟာ6ဘက်မှ KNL အဖွဲ့တွေ PDF စစ်ကြောင်းတွေအခြေအနေလိုက်ပြီးမိစဉ်ကြိကနေရပါလေ။နောက်ပိုင်းခွင်ကြီးပူရလာကြပြီးပွဲကလာနိုင်ပါလေ။ကော့ဂရိတ်မြို့ကြေသွားတာမြားတွေကိုရပြီးမှ BGF တွေလက်ထဲကတဆင့်အချမ်းဖတ်စစ်တပ်ကိုပြန်ပေးလိုက်ရတဲ့ဖြစ်ရမျိုး သင်္ကန်းစာယူနိုင်ကြဖို့လိုပါတယ်။တောင်ပိုင်းရဲ့အနေအထားကစူစီအားကောင်းခဲ့ရင်ညီညွတ်ခဲ့ရင်စီးပွားရေးမြို့တော်ရန်ကုန်နဲ့နေပြည်တော်ကြက်ပြေးကိုမဟာဗျူဟာမြောက်ထိုးစစ်ဆင်နိုင်မဲ့အားသာချက်တွေရှိပါတယ်။တောင် TNL နဲ့တောင်ပိုင်းအင်အားကြီး KNU KNL အနေနဲ့မိမိတို့ရဲ့တော်လှန်ရေးဂုံတိတ်ခါအုပ်ချုပ်ရေးနိုင်ငံရေးစနစ်အတွက် challenge ခေါ်ရမယ့်အချိန်ရောက်ပြီလို့ထင်ပါတယ်။ ရေလိုက်ငားလိုက်သွားခဲ့ရင်အချမ်းပတ်စစ်တပ်ကိုအချိန်ပေးမိလို့ကတော့တစ်ချိန်ကြာရင်နင်းချေဖြက်စီးခံရပြီးမိမိတို့အဖွဲ့ကိုလူမျိုးနဲ့နိုင်ငံတော်အတွက်တရားခံဖြစ်သွားပါလိမ့်မယ်။ KIO KIE ULE EA လို EAU မျိုးဖြစ်အောင်လုပ်ကြပါ။ဒီလိုအခွင့်အရေးမျိုးနောက်တစ်ချိန်ပြန်ဖြစ်ဖို့ဆိုတာမလွယ်ကူတော့မဲ့အချိန်တချီတမောင်းပြည်သူလူထုနဲ့တူတချိန်နဲ့ယုံထလိုက်ရင်ဖြင့် ကြာဆုံးလူဆဲဆဲဖြစ်နေတဲ့နိုင်ငံတော်ကြီးကိုဝိုင်းဝန်းထိမ့်သိမ်းတိဆောက်နိုင်မယ်လို့ထင်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်